မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတရားဆက်ချောက်တဲ့လူတွေအတွက်ဆိုရင်ကိုကအမြဲတမ်းဒီဆက်ချောက်တော့မယ်ဆိုရင်ပတ်တန်နဲ့ပတ်သက်တဲ့အရာလေးတွေကိုလေ့လာရမှာဖြစ်ပါတယ်ပတ်တန်ကိုဘယ်မှာလေ့လာဆိုရင်တော့ပတ်တန် group တွေထဲမှာရှိတယ်ပတ်တန် group ထဲမှာတင်ထားတဲ့အရာလေးတွေကိုကိုကလိုက်ပြီးတော့လေ့လာပြီးတော့လိုက်ဆုံးစင်ကြည့်ပါအဲနောက်တစ်ခုကျတော့ဘာလဲဆိုတော့နောက်တစ်ချက်ကျတော့ဘာလဲဆိုတော့ဒီပတ်တန်နဲ့ပတ်သက်တဲ့အရာပေါ်တော့ချို့ကြတော့ဒီအာဒီ နိုင်ငံသားကဒီသူဒီဇိုင်းဆွဲရတာမလားဗာလဲအာ ready made ပုံစံအင်ဂျီတို့အာအင်ဂျီတို့ပက်တန်တို့ဆိုရင်ဆွဲထားတဲ့အရာလေးတွေရှိတယ်အဲ့ဒါလိုက်ကြည့်ကြည့်ပါအဲ့ဒါအဲ့လိုမျိုးအာအင်ဂျီလေးတွေဘယ်လိုတွေခွဲထွက်သွားလဲအဲ့ဒါလိုက်မှတ်သားချက်အဖြစ်နောက်ကိုချုပ်တဲ့အင်ဂျီဒီဇိုင်းဆိုရင်ဒီလိုကူကူနဲ့တီမာဖြစ်ပါတယ်ဒီအခုအခုတင်အင်ဂျီထဲမှာဆိုရင်ဗားရှိပါရှိနမူနာလေးတွေကိုတင်ရှင်းလုပ်ပြမှာဖြစ်ပါတယ် ်တယ်အမှဆိုရင်အာသူရေးပြတ်ထားတဲ့ပတ်တန်ဒီဇိုင်းတွေတပုံရှိတယ်အဲ့မှာဝင်ကြည့်မယ်ပထမအဆုံးဆိုရင်ဒီမှာသူရဲ့ဒီဇိုင်းပုံစံအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်ဒီအင်ဂျီဒီအင်ဂျီပုံစံလိုမျိုးအဲ့ဆိုအရှိပတ်တန်ရှိမယ်အဲ့ဒီထည့်ဖြစ်ဖို့အတွက်ဆိုရင်အရှိပတ်တန်ရှိတယ်အနောက်ပတ်တန်ဆိုရရှိတယ်အရှိပတ်တန်မှာဆိုရင်ဒီဒါပေါ့နော်ဒီကနှစ်ခုအဲ ဒါအရှိပတ်တန်ပေါ့နော်အနောက်မှာဆိုရင်အနောက်မှာဆိုရင်လည်းအဲအနောက်ပတ်တန်ပေါ့နော်ဒါဆိုရင်အရှိပတ်တန်မှာဆိုရင်ခပ်တီတီနှစ်ခုရဲ့ပြီးတော့ဒီနားလေးမှာကော်လံတစ်ခုပါမှာပေါ့နော်အဲဆိုတော့ဒီမှာနာတာသူ့ရဲ့ပတ်တန်ဒီလိုမျိုးဆိုတော့ဒီမှာကအရှိပတ်တန်ဆိုရင်ဒီဒီတာအရှိတူကလေဘင်းက ဟိုအချွန်ဖြစ်တဲ့အတွက်ကြာအချွန်ပေါ့နော်အချွန်ပြီးတော့ဒီကော်လာကဒီလိုမျိုးပေါ့နော်ကော်လာအနောက်ပတန်အနောက်ပတန်မှာကျတော့ကြောကနေစပြီးတော့တောက်ထေးတာတယ်ဒီမှာဆိုဒီမှာဆိုရင်အာကြောကနေစပြီးတော့ဒီမှာဒီလောက်လောက်ကြောကနေစပြီးတောက်ထေးတာတယ်အဲဒီကနေအာတောက်ထိုးမယ်တောက်ထိုးပြီးတော့အမ်တောက်ထိုးမယ်ဒါကဒီလိုမျိုးပူရတာဆိုတာကအဲ့ဒါခောက်ရဲ့ဘောနောဘေးချင်းခောက်ရဲ့ လောက်ထားစစ်ကဘေးကတက်ထားဖြစ်မယ်။တန်နောက်ချန်ဆိုစစ်ကဘေးနာဘေးမှာတက်ထားတာဖြစ်မယ်။ဒါတကယ်လို့ကိုကမပူဘူးခွဲချင်တယ်ဆိုရင်အာဒါတော့ဒါတော့ basic တက်တာပေါ့နော်။တကယ်လို့အော် basic မဟုတ်ပါဘူး။အရှိက အရှိအခြေတီမို့လို့အရှိအခြေတီမို့လို့တို့ကအနောက်ကအပိတ်ယူတာတကယ်လို့အရှိအခြေတီမဟုတ်ဘူးဆိုရင် အနောက်က အပိတ်မဖြစ်တော့ဘူးเนาะဘာလို့လဲဆိုတော့အနောက်ကဇစ်ထည့်ရမယ်အဲ့ဒါမှခွဲထုတ်ပြီးတော့ဝင်လို့ရမှာပေါ့เนาะအဲ့ဆိုတော့အရှိမခြေတီထည့်ထားတယ်တို့လား sorry မဆိုရင်ရှေ့မှာခြေတီထည့်ထားတဲ့အတွက်ကြောင့်အာတို့ကအရှိခြေတီထည့်ထားတဲ့အတွက်ကြောင့်တို့က ဒါတော့ဒီအနောက်မှာကျတော့အပိတ်ထည့်ရပါတော့အဲဆိုတော့ဒီမှာအရှိမဆိုရင်ဂျေးထပ်ဖို့အတွက်အရှာအကုန်ဒီလည်းပင်အကုန်နည်းလည်းပုံယူထားတယ်အမ်ပြီးတော့ဒီကောလန်ပြီးတော့ဒီဘေးနာကအစအအတွက်ပေါ့နော်ဒီဘေးနာကကောလန်အတွက်ကောလန်အတွက်ကိုနှစ်ခုယူထားတယ်နှစ်တရမလေးလက်မဆိုပြီးယူထားတယ်လက်ပတန်ဆိုရင်လည်း ီလိုမျိုးလေးပုံစံနဲ့ယူထားတယ်။ပြီးရင်ဘေးကနေအတော်ဖြစ်တဲ့အတွက်ကြောင့်အီဘေးနားမှာဆိုရင်ဒီမှာလက်ပုံစံလက်ပုံစံဒီလိုမျိုးပေါ့နော်။ခဏလေးဒီမှာကဂျိုင်းဒီမှာလက်ဟွန်း ဒါလက်ပတ်တန်ဘောနလက်ပတ်တန်နေရာကိုအောက်ကအောက်နေရာမှာဆိုတည်ချိုးထည့်လိုက်ရင်ဒီလိုမျိုးလေးအတော်လေးရလာမှာဖြစ်ပါတယ်ဒီလိုမျိုးလေးအတော်ရလာမှာဖြစ်ပါတယ်เนาะဒီအင်းကြီးကအစင်ပြေမယ်လို့မျှလင့်ပါတယ် ီမှာဆိုရင်အလဲမြင်းမှာဆိုရင်တော့ခွဲရတယ်ခွဲထားတဲ့အကြောင်းရယ်ပြီးရင်အောက်ကနေထောက်ထည်ထားတယ်နော်အမှဆိုရင်အဲ့ဒီအဲ့လိုမျိုးပုံစံပေါ့ကိုကကြည့်မယ်အာပြီးရင်အဲ့ဒီပုံစံအတိုင်းလိုက်ချုပ်မယ်နော်ဒီအောက်မှာဆိုရင်လည်းပြီးတဲ့အနောက်တောက်ပေါ့နော်ဒီမှာအရှိချမ်းပေါ်ဘက်မှာကျတော့အရှိချမ်းအောက်မှာကျတော့အနောက်ချမ်းမှာ ြီးတော့ဒီအောက်ပြီးနာမှာပါရှိလဲဆိုတော့သူခွဲထုတ်တာတွေ့လားဟိုဘက်ဒီဘက်အလဲမြင်ပေါ့နော်အဲ့ဒါကိုအဲ့ဒီမျိုးပုံစံတိပါပြီဆိုကွာလိုက်ချုပ်ကြည့်မယ်ဟုတ်ဒီဇိုင်းဒီ visual လိုက်ချုပ်ကြည့်ကြည့်ပါအခုတင်ကြီးချုပ်ထားတဲ့ဒီဇိုင်းပါအခုလေးထွက်ဝဲကိုလေးမေးစရင်ွယ်